ဒီဇင်မာလာတရနေပါကျွန်တော်ရေမနေ့ပိုင်းနေ့လယ်ပိုင်းပြတော့ပြီပေါ့လက်ရှူလေးပါရန်ကုန်မှာတော့ညနေ6နာရီလောက်ဆုံးပြီထင်တယ် sorry ပါကျွန်တော်ပြောတဲ့အတိုင်းပဲအေးဝါအိနေတာအခုမှနိုးတာခொနေခொနေညစတဲ့အလုပ်လုပ်ထားတာဖြစ်တဲ့အေးလုံးဝပြတ်နေပါတယ်အခုနိုးတဲ့ချိန်မှထားတာနိုးတဲ့ချိန်ကမနေ့7နာရီမှနိုးတယ်7နာရီကို7နာရီမှနိုးတယ် လုံးဝအိပ်ပျော်သွားတယ်။ခါတိုင်းဆိုရင်အေးရပြတ်နေတာပေါ့။အားလုံးမင်္ဂလာပါ။ဒါကြောင့်ကျွန်တော်ပြောပါရစေ။ကျွန်တော်ရဲ့ live အချိန်ကကျွန်တော်ဘလို့မှအချိန်တတ်မှတ်လို့မဖြစ်နိုင်ဘူး။အားလုံးမင်္ဂလာပါ။ညကလည်းမအိပ်ခင်ဟိုသတင်းလေးဒီသတင်းလေးကြည့်တာပေါ့နော်။ပြောသတင်းလေးနားထောင်ပြီးအိပ်ပျော်သွားတယ်။ကျွန်တော်ကိုယ်တိုင်ညပဲဆိုရင် တချို့တချို့သောသူတွေရဲ့တည်င်းတွေကိုပြန်လာတော့ပြီးအိတ်တယ်တခါတလေကျွန်တော်လွှင့်ထားတယ်ကျွန်တော် live ကိုပြန်လာတော့ပြီးအိတ်ပြောတာပါ ဒါပေမဲ့ဖွင့်လာရင်လည်းအိပ်ပျော်သွားတာပါ။အစားဆုံးဘယ်တော့မှမပြီးပါဘူး။ကောက်ချတာနဲ့အိပ်ပျော်တာပေါ့ပြောချင်တာကအားလုံးမင်္ဂလာပါ။ဒီနေ့ရတော့အမိုးဖွေအိမ်အပိုင်းသုံးပေါ့နော်။ဒါပေမဲ့အဓိကသတင်းဝင်တွေဖြစ်ပါတယ်။သတင်းဝင်တွေဖြစ်တဲ့ဖြစ်တဲ့ဒီနေ့ကျွန်တော်အချိန်ပေးမှာပါ။အပြန်လည်ဆွေးနွေးတာကိုလည်းဖိတ်ခေါ်ပါတယ်။ ပြီးတော့ညနေပိုင်း live ကိုလည်း2နာရီလောက်နားပြီးတော့ကျွန်တော်ပြန်လွှင့်ပါပါသိမ့်မို့မချုပ်အောင်ပေါ့နော်အဲ့တော့ကျွန်တော်ညနေပဲကြတော့လေအိမ်ကိုကလေးလေးလာလေဖို့ရှိတယ်နောက်ပြီးလာအိမ်လေးမိသားစုလေးလာလေဖို့ရှိတယ်ကျွန်တော်အားရရဲ့ကိုသူတို့လည်းကြည်နေတာအခုအားဒီနေ့အားရဲဆိုလို့လာလေကြမှာပေါ့ဒါလေးရှိသေးတယ်အဲ့တော့ကျွန်တော်စီကိုလာလေခြင်းနဲ့လူပေါ့နော်ဒီ ဆွေမျိုးသားချင်းနေဆိုရင်လည်းကျွန်တော်အားရရကိုပဲသူတို့လည်းလာရတာပါအားလုံးမင်္ဂလာပါကျွန်တော်တို့ကလူသားတွေဖြစ်တဲ့အတွက်မိသားစုအတိုင်းဝိုင်းတွေမိတ်ဆွေတင်ခင်အားတွေနဲ့အတူနေကြတာပေါ့နော်အဲ့တော့ဘွားကြီးကကျွန်တော်တို့ရပြောသလိုပဲโอเคပါ sorry ပါအဲ့တော့လူသားတွေဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းအဲ့လိုပဲပေါ့ခင်နဲ့မင်းနဲ့လူတွေလာလေတဲ့လူတွေရှိတာပေါ့နော်ကိုယ်လည်းသူရိုက်သွားလေတာရှိတာပေါ့အများပြေတော့ကျွန်တော်တော့ဘယ်မှမသွားတာများပါတယ်အဲ့တော့ကျွန်တော်တို့ကတတိစားတာမပါဘူးပေါ့နော်စီးပွားရေးလောက်တက်တဲ့ညံလည်းမရှိဘူးအဲ့တော့မချမ်းသာဘူးပေါ့ စင်းရဲတယ်ပေါ့ဟိုကျွန်တော်ပြောသလိုအကျွေးပတ်လဲဝိုင်းနေတဲ့လူတွေလူသားတွေပေါ့ဘာလို့ဆိုတော့ credit card တွေနဲ့ debit card တွေနဲ့အကြမ်းတွေတိုင်ပတ်ပြီးတော့လျှုပ်ရှက်ခတ်နေတာပေါ်ဒီဟာအဲ့တော့စင်းရဲသားပါနော်အားလုံးမင်္ဂလာပါယေရှုမြတ်ကြီးတင်ပါတယ်ကျွန်တော်လူနေမှုအစဉ်တန်းကလည်းဟိုပြောချင်တာကိုယ်စိနှုတ်တွေကလည်းမြင်သလားမမြင်နဲ့အမေရိကန်မှာပဲမြင်တာမဟုတ်ဒီမှာလည်းမြင်တယ်အခုလည်းအမေရိကန်ကမနေ့ကတရားမိတ်ဆွေတရားနဲ့စကားပြောပြတော့ သူတို့လည်းအမေရိကန်နိုင်ငံမှာကိုယ်စင်းလုံးတွေတက်မယ်ဆိုတော့မျောလင်းနေကြပြီပေါ့တမရတော်နဲ့ထွန်ကြီးတက်လာပြီအဲ့တော့လူတွေကပိတ်ချက်တူပိတ်ချက်ပဲအော်ဒါနဲ့ပဲဘွားလေးတွေကသွားနေကြတာအဲ့တော့ဒါတွေကကျွန်တော်တို့ရဲ့ဒီဒီမိုကရေစီဘွားပေါ့နော်ဒီဒီမိုကရေစီနိုင်ငံကြီးရဲ့ဘွားပေါ့အဲ့ဒီထက်မှမှကိုကသူများနဲ့သားတယ်သူကတီထွင်လှုပ်လိုက်တယ်ဆိုရင်တော့ဒါတတိပြစ်တာပေါ့နော်ဘီဇနက်ဆက်အပ်တွေလုပ်တယ် ။ဘာညာဆိုလွယ်တဲ့လုပ်တော့မဟုတ်ပါဘူး။အိမ်ကသားတော်မောင်လည်းစူးစမ်းနေတာပဲ။ဒါမှလွယ်တဲ့လုပ်မဟုတ်ဘူး။နော်။ဟိုကျွန်တော်တို့ဝန်ထမ်းမလုပ်ချင်ကြဘူးပေါ့နော်သူတို့။ဒီသားတော်မောင်ဆိုလည်းစူးစမ်းနေကြတာပဲသူတို့ကိုပိုင်းစီပွားရေးလေးတွေဖြစ်အောင်ဒါမှမလွယ်ဘူး။ဘာသူတို့ပေးရမချမ်းသာတော့သူတို့ကိုတိတ်နဲ့တန်းနဲ့ကြည့်လိုက်မပေးနိုင်တော့ဒီဘက်တကူစားဖို့ဆိုလွယ်ရဲလို့မဟုတ်ပြောစရာတွေများကြီးပဲဒါပေမဲ့လောကကြီးမှာကိုယုံကြည်ရကိုလုံကြတာပဲเนาะအားလုံးကဘယ်သူမှမမှားဘူးအားလုံးမှန်တော့ပေါ့เนาะ အဲ့တော့ဟိုစီးပွားရေးမျိုးရိုးဆိုရင်တော့ကောင်းတာပေါ့နော်ဒါပေမဲ့မိဘတွေကတော့စီးပွားရေးမျိုးရိုးပါဒါပေမဲ့ကိုတွေကအဲ့ဒါမျိုးမလုပ်တာဘူးပေါ့နော်အဲ့တော့မတူဘူးပေါ့နော်ဘွားဆိုတာဟိုရက်တီဖြတ်တန်းရတာစဉ်းစားတာတွေးခေါ်တာပေါ့နော်ဟိုစားတွေကစီးပွားရေးလုပ်တဲ့လူကစီးပွားရေးသမားဖြစ်သွားတာပေါ့ဗျာနော်ยาวเนี่ยเวรบ่မြန်မာပြည်မှာဆိုရင်တော့ဆောက်လို့ရေးလုံးမလားပစ္စည်းသွင်းမလားဗောဗျာဘာသွင်းလဲဗော ဘာကင်တာလဲပေါ့တငယ်ချင်းနဲ့အချင်းချင်းတွေ့အများနဲ့မိတယ်မင်းကဘာကင်တာလဲပေါ့ပြောစင်တာဘာပစ္စည်းကင်တာလဲပြီးလဲမြေလားဆန်လားအင်ဂျင်လားဒါဘာလားခြေဝါလားဘာအမျိုးဆုံးပေါ့ဗျာနော်တန်လားပေါ့အဲ့တော့အဲ့ဒါမျိုးတွေရှိတယ်လေကျွန်တော်တို့ကတော့ဘာမှမကင်တာဘူးကျွန်တော်တို့ကတော့သူများစီမှာအလုပ်လုပ်တယ်လာစားရတယ်ပေါ့ဘာမှမကင်တာဘူးအဲ့တော့ဒါအရှိတရားပါတော့ကကြည့်မှာဒါမဲ့လူတိုင်းလူတိုင်းက 調査권ရှိတယ်調査နေလို့ရတယ်ဘယ်သူမှဖြစ်မလဲဘယ်သူမှမသိဘူးဘယ်သူကမှအထင်သေးပြီးရှော့တွေ့လို့လည်းမရဘူးလူတိုင်းတွေရဲ့調査နေမှုကိုကျွန်တော်တို့ကအသိမှတ်ပြုပေးရမှာအလူ권ရေးပဲအဲ့တော့ဒီလူ권ရေးကိုကျွန်တော်တို့ကလက်ခံရမယ်ပေါ့နော်ဒါကအရှိတရားပါအဲ့တော့ဒါအလဘတလဘပြောနေတာပါအလဘတလဘပြောနေတာပါ မေကုံးကကျွန်တော်သိနာမလဲပါဘူးဘသူကိုပွဲထုတ်မလဲသူကဟိုအခုသူခန်းသားတွေမှာလိုက်ပြီးမေကုံးတွေလိုက်ပြောနေတော့သူကတမရအပုံစံယာတူကိုယူနေတာပေါ့နော်သူဟန်ဆောင်နေတာပေါ့ဦးတန်းရွှေလိုလောက်ခဲ့တယ်လို့သူနေရာလူရဝင်ကျင်တာပေါ့ဒါသူရဲ့စိတ်ကူးရင်အိမ်မှာပဲသူတို့ပဲတိုင်းပြည်မှာတမရလုံးအုပ်ချုပ်မယ်ပေါ့နော်သူတနက်ပြပြီးတော့နိုင်ငံရေးကိုကုတုံလုပ်ပြီးလှုပ်ရှားမယ်ပေါ့ဗျာအဲ့တော့ပြည်သူတွေကိုတနက်ပြပြီးတော့ ဟိုအတင်းချက်ဖိနှိပ်ထားပြီးတော့လုပ်မယ်ပေါ့အဲ့တော့ဘသူ့ကိုပဲပွဲထုတ်ပွဲထုတ်ပေါ့နော်သူတို့ကဟိုကလင်းတူပူဆိုးတွေပါပဲစနစ်ကိုကျွန်တော်တို့ကပြင်ရတော့မှာဒါကျွန်တော်ရဲ့အဖြေပါနော်ကျွန်တော်ကတော့သူဘသူ့ကိုပွဲထုတ်မလဲမသိပါဘူးသူ့ထဲမှာပူရုပ်ပင်တယောက်ရှိမှန်းလောက်မသိပါဘူးနာမည်လည်းမသိပါဘူးဘာလို့မသိလဲစိတ်လည်းမဝင်စားလို့ပါကျွန်တော်ကအားလုံးကအတူတူပဲလို့ပဲသတ်မှတ်ထားပါတယ် သူတို့ကတော့သူတို့လို့သူတို့လောက်တာပေါ့ကိုရီးယားလည်းကိုလောက်ကိုလောက်ရမှာပေါ့ဒါပါပဲဟိုမနေ့က NUG ကစာထုတ်တဲ့ကိစ္စပေါ့ NUG တို့ KNU တို့ဒီ CNF တို့ KMPP တို့စာထုတ်တဲ့ကိစ္စအရန်ကောင်းပါတယ်နော်ဒါကသူတို့ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ပါဝရန်ထုတ်ပြီးရင်တရုတ်ရဲ့ရည်တည်မှုပြောင်းလဲနိုင်လားကျွန်တော်တော့မထင်ပါဘူးမထင်ပါဘူးတရုတ်က ဒီရုပ်ကဗမာပြည်မှာစစ်တပ်ကပဲဆက်အုပ်ချုပ်ပြီးတော့2008အောက်ကနေကျွန်တော်တို့နိုင်ငံရေးသမားတွေကဟိုအတန်တိတ်ပြီးတော့မတရားအလုပ်ခံတာကိုငြင်း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 နေဖို့ပဲဒီရုပ်ကလူချင်းပါပါဒီရုပ်ကသူ့နိုင်ငံမှာလည်းအဲ့လိုပဲငြင်းငြင်းစိန်ပဲသူထားရတာဟုတ်နည်းအဲ့တော့ပူတင်ကိုထောက်ခံတဲ့လူတွေလမ်းပေါ်ထွက်ဆန်တဲ့ပြောင်းနေရအဲ့ဒါကတော့ကျွန်တော်မသိပါဘူးအဲ့ဒါဘာကိုပြောတာလဲမသိဘူးရုရှားနိုင်ငံကြီးတရုတ်နိုင်ငံကြီးကိုအရန်စိတ်ဝင်စားပါဘူး။ဘာကြောင့်လဲဆိုတော့ ဒါအာနာရှင်တွေဖြစ်တာဖြစ်တယ်အတွက်ပေါ့နော်လက်တွေ့မြေပြင်နဲ့ကိုင်းကြီးကိုင်းကြီးမှုရှိစွာတုတ်ပြန်ဆောင်ရွက်နိုင်တဲ့နီးဗျူဟာအင်းပြောချင်တာကတော့လက်တွေ့မြေပြင်နဲ့ကိုင်းကြီးစွာတုတ်ပြန်ဆောင်ရွက်နိုင်တဲ့နီးဗျူဟာဆိုတာ ြောရဆိုတာဘယ်လိုပြောမလဲလက်တွေ့မြေပြင်မှာကကိုမကတနတ်မှမရှိတာနော်တည်ချက်ကိုမကလုံလောက်တဲ့ drone မရှိဘူးနေချက်လူကြီးမင်းတို့ကိုကျွန်တော်ဘာကြောက်ဒီအမိုးဖွင့်အိမ်ကို ပြောနေလဲဆိုတော့ဒီအရေးကြီးတဲ့ drone တွေလုပ်တဲ့ project တွေမှာပတ်စံမရှိဘူးဗျအဲ့တော့ လက်တွေ့မြေပြင်မှာရှိတဲ့နီးပြူဟာဆိုတာပါဇက်ပြောရုံနဲ့ရတာမဟုတ်ဘူးလေပတ်စံမရှိဘဲနဲ့ဘာနဲ့လုပ်မှာလဲဒါကိုပြောချင်တာပတ်စံဘယ်လိုရှာမလဲအဲ့တော့ဒီ drone တွေနဲ့လုပ်ရင်အဆင်ပြေမယ်ဆိုတာသိတယ်လွန်ခဲ့တဲ့နှစ်နှစ်တည်းကသူတို့သိပြီးသားဒါပေမဲ့အဲ့ဒီ drone လုံနိုင်မဲ့နီးပညာရေလုတ်ပေးနိုင်တဲ့လူတွေပတ်စံရေ project ရေအဲ့ဓာတွေအားလုံးကရှင်းရှင်းပြောရင်အမြောက်အများ mass production မလုပ်မထုတ်နိုင်ဘူး အကန့်အသတ်ရှိနေတယ်။အဲ့တော့အဲ့ဒီအကန့်အသတ်ရှိနေတာဖြစ်တဲ့အတွက်မြေပြင်မှာကိုကစုပေါင်းညညာစွာနဲ့တိုက်ပြီးမယ်လေသူတို့ရဲ့ခံစစ်ကိုသူတို့ရဲ့ပြန်ပြီးတော့ခုခံစစ်ကိုကိုကမနိုင်တဲ့ခါဆုတ်ပေးရတယ်။ဒါပလဲ